ဘင်္ဂလားပင်လယ်အော်ကမုန်တိုင်းဟာပုံမအကောင်းလာပြီးမြမကန်ယိုရန်နဲ့နီးကလာလို့အနီရောင်အဆင့်တိုးမြင့်တက်မှတ်လိုက်တယ်လို့မိုးလေဝသဌာနကကြေညာပါတယ်။မိုးလေဝသဌာနကဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်မိုးကမုန်တိုင်းဟာညတကောင်ညမှာဝင်ရောက်မှဖြစ်တယ်။မြမကန်ယိုရန်ကို ထိပြီးတာနဲ့နောက်ပြန်လှည့်ပြီးဘင်္ဂလားပင်လယ်အော်ရင်ရောက်ရှိသွားမှဖြစ်တာဖြစ်ပြီးတော့ဒီလိုမျိုးတစ်ခါမှမတွေ့ဘူးလို့လည်းပြောဆိုပါတယ်။လေတိုက်နှုန်းမိုင်90လောက်ရှိနိုင်တဲ့မုန်တိုင်းကို အထူးသတိထားရမယ့်ဒေသတွေကတော့အေယာဝတီတိုင်းရခိုင်ပြည်နယ်တောင်ပိုင်းဒေသတွေဖြစ်တယ်လို့ဆိုပါတယ်။မုံတိုင်းဥတီယာဟိုင်းကြီးကျွန်းအပါအဝင်အေယာဝတီတိုင်းအတွင်းမုံတိုင်းဝင်မဲ့အကြောင်းနှိုးစော်အသည့်ပေးနေသလိုကယ်ဆယ်ရေးလုပ်ဖို့လည်းအလုံးအသင့်ပြင်ထားတယ်လို့တိုင်းအစိုးရအဖွဲ့ကပြောပါတယ်။ပထမဦးစားပေးမြို့တွေကတော့ဟိုင်းကြီးကျွန်းလက်ပွတ်တာပြင်စလူမော်လမြိုင်ကျွန်းမြို့တွေဖြစ်ပြီးမုံတိုင်းသတင်းရရှိဖို့အဆက်မပြတ်ကြေညာပေးနေတယ်လို့ AWR တိုင်းအစိုးရအဖွဲ့အတွင်းမှ ်ဦးမျိုးမင်းထွန်းကပြောပါတယ်ကယ်ဆယ်ရေးလောက်ရမယ်ဆိုရင်အသင့်ကယ်ဆယ်နိုင်ဖို့ shelter တွေရှိသလိုခိုင်ခန့်တဲ့ဘုံကြီးကျောင်းတွေကျောင်းဆောင်တွေမှာနေနိုင်ဖို့လည်းစီစဉ်ထားတယ်လို့ဆိုပါတယ်ကယ်ဆယ်ရေးလုံးမဲ့အရေးပေါ်ကယ်ဆယ်ရေးဖွဲ့တွေဖွဲ့ထားပြီးအခုကတည်းကအလုံးအသင့်အနေထားနဲ့စောင့်နေကြပြီလို့လည်းသူကပြောပါတယ်ဖုန်းနဲ့သတင်းအချက်အလက်ပြန်ကြားပေးနေတဲ့ပြည်ညာရေးဝန်ကြီးဌာနကလည်းပြန်ဆက်တွေကနေတဆင့်မုံတိုင်းသတိပေးနှိုးဆော်တာတွေအဆက်မပြတ်လုပ်နေတယ်လို့ပြောပါတယ်။မုံတိုင်းကာလအတွင်း ရေချောင်းခရီးမသွားကြဖို့နဲ့မုန်တိုင်းတန်ခံနိုင်တဲ့ shelter တွေမှာပြောင်းရွှေ့နေထိုင်ကြဖို့နှိုးစော်တတိပေးတာတွေလည်းလှုံ့ဆော်နေတယ်လို့ပြောပါရတယ်။တာဝန်ရှိသူတွေကကယ်ဆယ်ရေးလုပ်ဖို့အသင့်ဖြစ်နေတာတွေ့နေရတယ်လို့ပင်လယ်ဘက်ချမ်းရွာတွေကတချို့ဆိုဘေးကင်းတဲ့ shelter တွေစီပြောင်းရွှေ့နေထိုင်နေကြပြီလို့လက်ဗိုလ်တာမျိုးကတိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးထွန်းလှကပြောပါရရှင်။